အိမ်မက်မက်တာဘာကြောင့်မက်တာလဲအိမ်မက်မက်တာအကြောင်းမက်ဖြစ်တာလားလို့ဆိုလောကမှာအကြောင်းမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးအိမ်မက်မက်တာလည်းပဲအကြောင်းရှိတယ် အိမ်မဲမဲချင်းရဲ့အကြောင်း၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာတော့ဆိုထားတယ်။နံပါတ်၁အကြောင်းကတော့ကျမ်းမာရေးအခြေအနေကြောင့်မက်တာ။လူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်။ဓာတ်ကြီး၄ပါး။ပထဝီယာဝတိသောဝါယောဆိုဓာတ်ကြီး၄ပါး။အဲ့ဒီဓာတ်ကြီး၄ပါးဟာမငြိမ်မမျှဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်အခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့။အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာတယ်။ကျမ်းမာရေးအခြေအနေရဥပမာပဲ တိတ္တများပီောခာကိုတောင်တင်နေတဲခါမျိုးရှိတယ်။အာဘောတ္တများပီောခာကအေစိ်ပီောအယိတ္တများလာတဲ့သဘောတရှိတယ်။တိဇောတ္တများလာလိခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်။ဝါယောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှောက်ရှားမှုတွေဖြစ်ပေါ်လာတယ်။အဲဒီလိုဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ်အခြေအနေလွန်ကဲမှုကိုအကြောင်းပြုပြီးတော့အိမ်မက်တွေကအမျိုးမျိုးမက်တတ်တယ်ပေါ့။ ဝါယောဓာတ်တွေလွန်ခဲ့ပြီဆိုလို့ရှိရင် လူဟာကောင်းငင်ပြန်တက်သွားသလိုအိမ်မက်မျိုးတွေမက်တတ်တယ်။အာဘောဓာတ်တွေလွန်ခဲ့နေပြီဆိုရင်ရေထဲမှာရေကူးနေရတဲ့အိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့။အဲဒီလိုဓာတ်လေးပါ ခံစားမှုကိုအကြောင်းပြုပြီးတော့ဓာတ်လေးပါအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်မက်တွေမက်တတ်တယ် ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာမလှုပ်နိုင်မရှင်းနိုင်ဖြစ်နေတာမျိုးတို့ဖားလို့မရတာမျိုးတွေတို့ဒါမျိုးတွေမတ်တက်တယ်ပေါ့အဲ့ဒါလို့စိတ်ထဲမှာဓာတ်၄ပါး၆ချပြီးတော့ကျမ်းမာရေးအခြေအနေအနေအထားတစ်ခုကြောင့်မတ်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မတ်တာဓာတ်၄ပါးမညီမညာဖြစ်လို့ရှိရင်လည်းအိမ်မက်မတ်တက် ဒါကြောင့်ကျမရေရှုတော်ကပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတ်တဲ့ပုဂ္ဂိုလ်ဟာကျမရေချွတ်တဲ့တယ်လို့ဒီလိုဆိုတာပေါ့အိမ်မက်တွေမက်ပါများရင်ကျမရေတချို့ကတညာလုံးအိမ်မက်ကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ်အိမ်မက်မက်တာဟာနံပါတ်၄ဓာတ်၄ပါး၆ချားမှုမညီမျှမှုကိုအကြောင်းပြုပြီးတော့လဲမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုဘူတပုပ္ပတွေ့ကြုံခံစားမှုတဲ့ နေ့စဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေစိတ်ထဲမှာစွဲလာတဲ့ခံစားချက်တွေအဲ့ဒါတွေကိုစွဲပြီးတော့ညကြလို့ရှင်အမဲမဲတတ်တယ်တွေ့ကြုံခံစားမှုတွေကိုစွဲပြီးတော့မေတ္တာကိုစွဲမဲ့ပေါ့အဲ့ဒီလိုစွဲပြီးတော့မဲ့တဲ့အိမ်မက်မျိုးတွေလေလောကလူတွေဟာမဲ့လိရှိကြတယ်တဲ့တတိယအချက်ကတော့နတ် တွေကနေပြီးတော့အိမ်မက်ပေးတာနတ်တွေအိမ်မက်ပေးလို့မဲ့တဲ့အိမ်မက်မျိုးတွေရှိတတ်တယ်သူတို့ကအိမ်မက်မဲ့အောင်စိတ် ဒီပြတာမျိုးတွေရှိတာတက်အဲ့ဒါလို့နတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လီမထရှိကြတယ်တဲ့နောက်လေးခုမြောက်အကြောင်းတရားကတော့ပါတော့စေပုပ္ပနမိတ်ဆိုတာမဖြစ်ခင်ကကြိုတင်ပြီးဖြစ်မဲ့အရာတွေကိုဖော်ညွှန်းတဲ့အနေနဲ့နမိတ်ပြတဲ့အနေနဲ့မက်လာတာမျိုးတွေဖြစ်တတ်တယ်ပုပ္ပနမိတ်နောက်ဖြစ်မဲ့အနေထားတစ်ခုဆွဲပြီးတော့မက်လာအဲ့ဒါကကြတော့ လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ်အကုသိုလ်ကြောင့်မဲ့ထားလဲဖြစ်နိုင်တယ်။လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မဲ့ထားမျိုးတွေလည်းရှိတယ်။